2010နှစ်လပိုင်းပေါ့25နှစ်နေကြတဲ့ရောင်းခဲ့ရပေါ့ခု2025ဆိုတော့25နှစ်လောက်တော့ရှိပြီပေါ့တင်ရင်နဲ့တွဲဖက်တဲ့အဝါလေးပေါ့အတီးတီးဆုံးတင်ရင်တို့ပန်းတီးတင်ရင်တို့စတော်ဘယ်တင်ရင်တို့ထုတ်ဖက်တင်ရင်တို့အဲအဓိကအဲ့ဒါလေးထွက်တာများပေါ့ဦးကြီးမှာတော့ဟောအချို့ဆိုရေခဲမုံတော့ထင်တာပေါ့အချို့ကလေးလေးလာဆိုရင်ဟိုရေခဲမုံက ိုက်ခွင်စားမယ်ပါညာပေါ့အမှန်ကျွန်တော်တို့ပြန်ရှင်းပြတာပေါ့အိုက်ခွင်မဟုတ်ဘူးဂျင်းဂျင်းပေါ့အဲ့လိုမျိုးပြန်ပြောပြတာပေါ့ဟုတ်ကဲ့ဒီညလဲကွာဒီကရမ်းမြင့်ထားတယ်အတိအလေအဆုံးထက်ပြရဆိုတော့ဒါဟိုစားသုံးသူတွေလည်းအဆင်ပြေပြောမှာပေါ့ဥလိုဆိုင်လေးတွေကြတော့အဲ့လိုမျိုးဟုတ်ကဲ့ခု၄00ဆိုတာဥလိုကတကယ်ဟိုဒင်ဂျင်လည်းပါတယ်ကျိုးအတိလည်းပါတယ်ပေါ့အဲ့လိုမျိုးဟုတ် ခုဆိုဝေဒင်ကတော့ကျွန်တော်တို့က3500ပဲရောင်းပေးတာပါဟုတ်ဦးရနံပါတ်တော့ဦးအောင်မိုးပါဆိုင်နံပါတ်တော့အော်စကာပေါ့ဟုတ်ဒင်ဂျင်နဲ့တတိဖြိုလ်ပေါ့နော်အဓိကတော့ဒင်ဂျင်ပေါ့အဲဒင်ဂျင်ဆိုတာ အဒင်းကြီးနဲ့တွဲဖက်တဲ့အဝါလေးပေါ့အတီတီတီးဆုံးဒင်းကြီးတို့ပန်းစီဒင်းကြီးတို့စတော်ဘယ်ဒင်းကြီးတို့ထောပတ်ဒင်းကြီးတို့အဲအဓိကအဲ့ဒါလေးထွက်တာများပါဘူးဦးစီမာတော့ဟောပဲကိုယ်တိုင်လောက်တာပါပဲဗျာဟောအခုက2010နှစ်လပိုင်းပေါ့25နှစ်ကြည့်တဲ့ရောင်းခဲ့ရပေါ့အဲ2010ဆိုအခု2025ဆို25နှစ်လောက်တော့ရှိပြီပေါ့ဒီကလည်းဝင်လည်းဝင်တော့မဟုတ်ဘူးဗျာကျွန်တော်တို့ကဒီဟိုပါပေါ့ဟိုကိုယ်ကိုယ်တိုင်လောက်လာတဲ့အဝါတွေပဲပေါ့ဟုတ်ဒီဟာတော့ဟုတ်ပညာကြတော့ဟုတ်ကဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဒီကျွန်တော်တကယ်ရင်းနေပါညာလဲအဲ့လိုပတ်မိုးမှုလဲပါတာပေါ့သူတို့နဲ့အဲ့လို ဟိုပါဟိုအရင်ကတော့ကျွန်တော်တို့ကဟိုရွှေပင်လောက်တာဗျအဲရွှေပင်လောက်ပြီးနောက်ပိုင်းကျမှဒီလုပ်ငန်းလေးကိုသဘောကျလို့ဆိုကျွန်တော်ပြောင်းလိုက်တာပေါ့ဟုတ်စအရောင်တုန်းကကျတော့ကျွန်တော်တို့အခက်အခဲတွေတော့အများကြီးရှိခဲ့ရပေါ့တခါကြရင်ထောက်ပတ်စီဆိုရင်ကောင်းလားမကောင်းလားဒါမျိုးတွေလည်းဟိုမသိခဲ့ရဘူးပေါ့နောက်ပိုင်းကျတော့ကိုယ်ကိုယ်တိုင်လည်းစားကြည့်ရယ်ဟိုဘယ်အသီးမဆိုဥရောကတခုရှိတာအောင်မဖြော်ဘူးတဲ့အသီးဆိုရင်လည်းကိုယ်ကိုယ်တိုင်ဖြော်ပြီးမှစားသုံးကြည့်ရယ်ပေါ့အကိုကဒီပုံစံမျိုးကိုယ်ကိုယ်တိုင်ကြိုက်တယ်ဆိုရင်တော့ဥရောကအစပြီးထုတ်လုပ်တော့ပေါ့အဲ့ဟာကိုနောက်ကျတော့ဧည့်သည်တွေကလည်းပြောတာလည်းပါတယ်ပေါ့ဒီ customer တွေကဒီမှာ ဟိုဗာရင်ကြီးလေးစတင်ပါလားဗာညာအဲ့လိုပြောရပါရှိရပါသူတို့သူတို့သူတို့ရဲ့ပံ့ပိုးမှုလည်းအများကြီးပါပေါ့တချို့ဆိုလို့ရှိရင်ဒီဟိုဟာပေးမဲ့တင်ကြီးတို့ဘာလို့ဆိုတာဥရောအရင်ကနေထုတ်လုပ်တဲ့ဟိုဟာဒီမဟုတ်ပေါ့မီနူးရေမဟုတ်ပေါ့ဒါပေမဲ့ကစတမာကသူတို့တောက်ဖို့တော့ကြတော့ကျွန်တော်တို့ကိုပေးမဲ့တင်ကြီးလေးတစ်ခေါက်တော့ဖြောပေးပါလားဗာညာဆိုရင်ဥရောအဲ့မှာဖြောပေးလိုက်လို့အဆင်ပြေသွားပြီဆိုရင်ဒါဥရောကစထုတ်လုပ်တော့ပါပေါ့အဲ့လိုမျိုးဟုတ်ကဲ့ဒီဆုံးတော့ဘာလို့ဆိုလဲအဲ့လိုပဲပေါ့အဲ့လိုပဲဒီဆုံးဆိုရင်ဥရောအသေးသေးထည့်စားကြည့်တယ် ဘယ်သီးဆိုရင်ကိုယ့်တက်ပိုးဆင့်ပြီလဲဆိုတာဥတော်အဲ့လိုမျိုးပေါ့ကိုယ်တိုင်းတော့အရင်စားကြရတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ကျွန်တော်တို့ကဒင်းကြီးကဟိုလိုပေါ့တခြားဆိုင်နဲ့မတူဘူးဆိုတာတော့တခြားဆိုင်ကကျတော့ဒီနွားနွေတော့ပါတယ်ကြီးဟူဥပြောင်းခက်မထုတ်ဘူးပေါ့ဥတော်ကကျတော့ဒီနွားနွေမပါတယ်ကြီးဟူပြောင်းခက်ထုတ်တဲ့အတွက်ကြောင့်ဒင်းကြီးကဟိုလိုပေါ့ quality လည်းအရင်မြင့်တာပေါ့အဲသူများတွေကကျတော့ဒီထဲမှာနွားနွေမပါတဲ့ဒင်းကြီးကိုသူကတခါတည်းမှွေပြီးမှအဲအဲ့လိုမျိုးတခါထုတ်ဖို့ရောင်းချတာပေါ့အဲအဲ့ကောင်ကျတော့ကျွန်တော်တို့လိုအပေါ်ပေါ့ဒီ quality အမြင့်မရဘူးပေါ့သူကတော့ဟုတ်ကဲ့အဲအဓိကတော့အဲ့ဒါပါပဲကျွန်တော်တို့ကရေကိုပြောင်းခက်ထုတ်တဲ့အတွက်ကြောင့် ျွန်တော်တို့ရဲ့ဟွာပေါ့ဒင်ညာကွာတီကတော်တော်မြင့်နေတယ်ဒင်ချင်းနဲ့ဒီနွားနုတွေမှာတော့ဘယ်နွားနုမှမဆိုဘူးကျွန်တော်ဟွာပေါ့ပေါ့ရေကတော့ပါဝင်တာပဲအပါဝင်တဲ့အောင်မှာဦးကအဲ့ဒါကိုဟိုစိတ်စိတ်လေးကြီးပေါ့ခက်လိုက်အဲ့လိုမျိုးဟွာလုလိုက်ပေါ့အဲ့လိုခက်ထုတ်ရတာဗျအဲ့အဲ့လိုမှာပဲကျွန်တော်ဒီဒင်ညာသားကိုရရှိတာဗျဟုတ်အဲအိုက်တက်ကနစ်ကိုကြာတော့ဦးကစကားသားတော့ဦးလူလေတာကိုလိလာတာပေါ့ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်နိုင်လဲဆိုတာလိလာပြီးမှအဲ့လိုမျိုးပေါ့ဟိုတငယ်ချင်းကောင်းတွေလည်းပါတာပေါ့တငယ်ချင်းကောင်းတွေကဒါတိုးဆိုရင်ဘယ်လိုလုပ်တယ်အဲ့လိုနီးပညာတွေပါညာတချို့ပလဲပြီးမှအဲ့လိုမျိုးကြွားပြီးမှဦးကလောက်ကြတာပေါ့ ဟိုစစချင်းလှုပ်ချင်းမှာတော့ဥတို့ဒီတင်ကြီးတို့အဲ့လိုကွာဒီရတာမဟုတ်ဘူးဗျဟိုစစချင်းလှုပ်ချင်းမှာတော့ဘယ်လိုဖြစ်လဲဆိုရင်ဒီဒီတိုင်းပဲဟိုအခုကျွန်တော်တို့ဒီဟိုအများဆုံးရောင်းနေဆိုင်နေလို့မှာပဲပေါ့အဲ့လိုရေးပါညာပါတခါရပါပေါ့ဥတို့အဲ့လိုမျိုးနောက်ပိုင်းကျမှဒီရတွေကိုဥတို့ကတိလာပြီးမှအဲ့လိုဘာလုပ်တာပေါ့ထုတ်လုပ်ပြီးမှရောင်းချတော့တွေကဒီလိုကွာဒီကိုရရှိရပါဘောညာလေးအချို့ဆိုရေကဲမုံတော့ထင်တာပေါ့အချို့ကလေးလေးလာဆိုရင်ဟိုရေကဲမုံကအခွင့်စားမယ်ပါညာပေါ့အမှန်ကျွန်တော်တို့ပြန်ရှင်းပြတာပေါ့အခွင့်မဟုတ်ဘူးဈေးကြီးပေါ့အဲ့လိုမျိုးပြန်ပြောပြရတာပေါ့ဟုတ်ကဲ့ဟုတ်ဆိုဥတို့ကကျတော့ဒီ ခက်တဲ့အာစာတို့ဒင်းချင်းဒီဟောပေါ့ရေခဲမှုခက်တဲ့ဦးတို့ဝိုင်းနဲ့ခက်တာဦးဦးတို့ဒီပထမတော့ဇုံးနေနဲ့သုံးတာပေါ့ဇုံးနေသုံးတဲ့အချိန်မှာဒီဒီလိုခါချတဲ့အချိန်မှာဦးကအဆင်မပြေဘူးကျွန်တော်အဲ့အချိန်မှာဦးကအဲ့ဟာဟိုတွားပြီးမှာမြင်တဲ့အချိန်မှာအဲ့ကောင်ကိုသုံးကြည့်လိုက်တော့အဲ့ဒီကောင်တို့အဆင်ပြေပဲဆိုမှအဲ့မှာဟိုမြင်သူတိုင်းကလည်းအဲ့လိုပေါ့တော်တော်များများအဲ့လိုမျိုးပေါ့ဟိုရေခဲမှုမထင်တာပေါ့ရေခဲမှုခက်ရတယ်ဆိုတော့အဲ့လိုမျိုးထင်ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျအဲ့ကောင်တွေကျတော့တော်တော်လေးအဆင်ပြေသွားပါပေါ့ကျွန်တော်ခက်ရတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအရန်ပြောတာပေါ့ကိုပစ္စည်းကိုကောင်းတယ်လို့ပြောတဲ့အတွက်ကြောင့်ဟိုအရန်လည်းပြောရှင်းပြီးတယ် ။တချို့ကကြတော့ဘယ်လိုပြောလဲဆိုတော့ဟိုဘလိုပေါ့ဗျာဟိုဒိန်ကြီးရဲ့ဟိုအရသာကပေါ့ဘယ်ဒိန်ကြီးနဲ့မှမတူဘူးပေါ့နော်။အဲလိုမျိုးပြမတူဘူးဆိုတာဟိုကျွန်တော်ဒိန်ကြီးကိုကဒီဇိုင်းဆိုင်းကိုရတယ်။မှန်ပြောလို့ရှိရင်ဟိုဒီဇိုင်းဆိုင်းကိုရဗျာ။တချို့ဆိုလို့ရင်ကျမရသာတဲ့လူတို့ပေါ့ဆိုရင်ဒီဒိန်ကြီးကိုတော့နွားနုလေးလောက်ပဲဆမ်းပြီးမှစားကြတာပေါ့။အဲဟိုဟိုဂျင်းဆော့တဲ့လူတွေပါညာအခုကဘလိုဖြစ်လဲဆိုတော့လူငယ်တော်များကလည်းဒီကျမ်းပိုင်တစ်ပတ်တည်းမှာလေးလာပါညာအပြင်မှာ YouTube တွေမှာပါဝင်ကြည့်ပါညာဆိုတော့ဒီဒိန်ကြီးကိုစားတဲ့နေ့မှာပါရတယ်လေ။ဟိုလူရဲ့လက်ခံတာလည်းပါတာပေါ့အဲလိုမျိုးဟုတ်ကဲ့။ အရှုပ်တရုတ်တွေဆိုရင်ကျွန်တော်ဒီမှာတရုတ်မိတ်တွေလည်းများတာပေါ့တရုတ်တွေဆိုရင်အတိုင်းပဲစားတာများတယ်ဗျသူတို့ဘာမှမထည့်ဘူးနွားနုလေးပဲနေနေထည့်တယ်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့စားအများဆုံးတော့ဦးစီကတော့တီးဆုံးတင်ခြင်းရယ်အဒီစရောပတင်ခြင်းရယ်ထောပတင်ခြင်းပေါ့အဲ့ဒါတွေကတော့စားများကြပါတယ်ဗျထောပတင်ခြင်းကတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့သူကတော့တင်ခြင်းကိုရောပြီးသားလားမဟုတ်ဘူးဟုတ်မေဟိုပါဗျာဟုတ်တယ်ထောပတိနဲ့ဒင်ကြီးနဲ့တွဲပြီးမှဟိုကဖြိုလိုက်တာပေါ့မိအဲ့လိုမျိုးထောပတိရဲ့အစိမ့်ရသာရဲ့ဒင်ကြီးရဲ့ဟိုတားမချင်းနဲ့ရသာဆိုတော့နည်းနည်းချင်းစိမ့်လေးတော့ဖြစ်သွားပါဘောသူကတော့ဟိုထောပတိရသာကြီးတိုင်းပဲလုံးဝစိမ့်စိမ့်ကြီးတော့မဟုတ်တော့ဘူးပေါ့ အဲ့လိုချိန်ချိန်လေးတော့ဖြစ်သွားပါဘောအဲ့လိုမျိုးဟုတ်ကဲ့ဟုတ်အဲ့တက်တက်ကြိတ်ထားအောင်မှကျွန်တော်ပြန်ပေါင်းဆက်တာပေါ့အပြန်မစ်လုပ်လိုက်တာပေါ့ညီမလေးဟုတ်ကဲ့အဲ့ဒင်းရင်ထဲအထုပ်ပဲဒီထဲအဲ့လိုလုပ်ပြီးမဖြောတာပေါ့တခြားအသီးဆုံးနေညနေပိုင်းဖြောသလိုပဲပေါ့အဲကျွန်တော်ပြုတ်နေညဆိုလဲတခြားအသီးလေးပါညာဟိုကျွန်တော်တို့ကတခုရှိတာကအိမ်မှာကျိုးဖြောလဲမဟုတ်ဘောအဲ့ဒီလာမှာပဲကျွန်တော်ဖြောဖြောပေးရတာဖြစ်တာပေါ့နော်အဲ့ဒီလာမှာဖြောပေးရဆိုတော့ကျော်ဟိုအသီးပါညာလဲပုံပြီးမှလက်ဆက်တာပေါ့ဟိုတချို့ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အရန်ကြမ်းကြလို့ဟိုလိုပေါ့ဟိုဟိုရစိတ်မကြည်ရပါလေရှိရပါတော့ကျွန်တော်အများကြီးတွေးရတာပေါ့နော် ဒါပေမဲ့ကျွန်တော်ကတော့ဟိုသူတို့ပြောနေတာကတော့ကျွန်တော်တို့ကကြတော့ဘာလို့လဲဆိုတော့ဒီဟိုအေးတစ်ခွက်ဖြိုတဲ့အတိုင်းမှာကျွန်တော်တို့ကဒီတစ်ခွက်ဖြိုတဲ့အတိုင်းမှာတော့နည်းနည်းတော့ကြာမှာဗျအဲ့တခုလေးကိုတော့နည်းနည်းလေးသိခံပေးကြပါလို့ကျွန်တော်ပြောနေတာပေါ့နော်။ဘာလို့လဲဆိုတော့ဟိုကျွန်တော်ကရေတံခွက်တစ်ခုယူပေးရတာမဟုတ်ဘူးဗျာသိရမလား။ဒီဟိုအချိုရေ ready made ချိုရေဘူးတစ်ခုယူပေးရမဟုတ်တဲ့အတွက်ကြောင့်ဟိုတချို့ဆိုလို့ရှိရင်လည်းအဲ့လိုပေါ့ကျိုးမာထားတာတွေပါရှိတော့ကျွန်တော်အဲ့ရာတွေအတွက်လည်းဖြိုပြီးပြင်ဆင်နေရတဲ့အတွက်ကြောင့်အချို့ဆိုရင်ဆိုင်းတော့လာတယ်။အကျွမ်းဒင်းကြီးတစ်ခွက်တည်းမာထားတာကျွန်တော်ကဒင်းကြီးတစ်ခွက်တည်းမာထားတာအများသေးဘူးလားအဲ့လိုမျိုးမေးရလဲရှိရပါဘူး။ဘာလို့လဲဆိုတော့ဒင်းကြီးတစ်ခွက်ကဖြိုရတာမြန်နေဒါပေမဲ့ ဟိုကျွန်တော်ကကြာစင်ညာတိုင်းသွားတာကိုရှေ့မှမာထားလို့ရှိလို့ရှိရင်သူ့ကိုကြော်ပြီးဖြိုးလို့ရှိရင်လည်းတချို့ကြလည်းစိတ်ဆုပ်သွားပြီးရှိရပါတော့တချို့ကြတော့နားလည်းမှုနည်းနည်းလွဲချော့သွားပြီးပါလေရှိရပါတော့အဲ့လိုမျိုးလေးကြလည်းလေဟိုကျွန်တော်ဘက်ကလည်းတောင်းပန်ပါတယ်လို့နော်ဥရောကတော့ဗမာနွားနို့ယူတယ်နောက်ပြီးကြတော့ဒီနွားနို့အလုံးလို့တော့မယ်ဆိုရင်တော့ဥရောအဲ့လိုနွားချန်နေတိကိုသွားပြီးမှကြည့်ရပါတော့အဲသူတို့နွားဘလောက်တော့မွေးထားလဲအဲ့လိုမျိုးပေါ့သူတို့ဆိုရင်ကျွန်တော်တို့နဲ့ရေရှည်လက်တွဲနိုင်မလားအဲ့လိုမျိုးပေါ့ဟိုဘာလို့ဒီနွားကိုသွားကြည့်ရလဲဆိုရင်ဥရောကကြတော့ဒီဗမာနွားနို့ကဥရောမှာအဆင်ပြေရဒီမေထုံတို့ပါလို့ဆိုလို့ရှိရင်ဥရောက ဘယ်လိုပေါ့ဘယ်လိုပြောမလဲဒီဒိန်ဂျင်သားထွက်တာအနေနဲ့ကွာတာပေါ့နော်ပမာနဲ့ကြတော့အားကြောင့်မို့ပမာနို့ဆိုရင်ဥလိုကပုံမှာအဆင်ပြေတယ်ဟုတ်တချို့အရဆိုလို့ရှိရင်ဥလိုရေရောတဲ့နွားနို့ဆိုရင်ကျွန်တော်ဥလိုကလုံး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 လို့မရအောင်ပါရေရောတဲ့နွားနို့ဆိုလို့ရှိရင်ဟိုဘယ်လိုဖြစ်လဲဆိုတော့ဥလိုကဒိန်ဂျင်သားမထွက်လာတဲ့ကြောင့်ဥလိုကတစ်ခါရှုံးတော့ရှုံးတယ်ဒါကိုပွင့်လင်းပြောပြာကျွန်တော်ရှုံးတော့ရှုံးတယ်တချို့အရကျတော့ရေရမ်းပါတဲ့ကြောင့်ရေညာရေထွက်တာရမ်းများသွားတဲ့ကြောင့်ဥလိုတချို့အရဆိုရင်ရှုံးတော့ရှုံးတယ်အဲ့လိုမျိုးအဲ့လိုမျိုးလည်းကြုံရတယ်ဗျအဲ့ဒါအဲ့လိုရေရောတဲ့ဟာဆိုရင်တော့ဥလိုကရေရှည် မဆက်ဆံတော့ဘူးပေါ့သူတို့ဆိုရင်တခါပြက်ချတော့ပါဘူးအဲ့လိုလောက်ရတာပေါ့ဒီမှာလေဟောဈေးနှုန်းကတော့ဦးအခုယူနေရတော့ဘယ်လောက်လဲဆိုရင်ဟိုပါပေါ့၄500တို့အဲ့လိုမျိုးဟုတ်ကဲ့၄800တို့အဲ့လိုဝင်ချင်တော့ရှိရပြတပိတ်တာဘူးဟုတ်အဲ့ဝင်ချင်တော့ပေါ့ဟုတ်ကိုပြန်ရောင်းတဲ့ဈေးနှုန်းကတော့မိမိအခုဆိုရင်ဦး3500တစ်ခွက်ကို3500ပေါ့ဒီ3500ဆိုတာဦးဒွားနှုတ်တပိတ်တာဦး3800ကလေးကကျွန်တော်အဲ့အဲ့စီပဲရောင်းတာအဲ့အခုလဲကျွန်တော်ဈေးရတက်သွားတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ ဟိုဘယ်လိုပြောမလဲဆိုတော့ customer ဘက်လည်းပြန်ကြည့်ရသေးတာပေါ့နော်အာတုံးနိုင်လူလားလို့ချို့ကြလဲဒီလက်လို့လက်စားလေးပါလဲပါတယ်ဆိုတော့ကြတော့ကြည့်မလားအဲ့လိုမျိုးကြောင့်မလို့ဥရောဈေးနှုန်းတက်ဖို့ကြတော့တော်လေးခင်းနေပြအဲ့လိုမျိုးဟုတ်ကဲ့ဟိုထောပတ်တင်ကြီးကတော့၄00ပေါ့ထောပတ်တင်ကြီးကတော့၄00ပါလို့ဟွာလို့လဲဆိုရင်ဥရောကြထောပတ်တင်ကြီးလည်းဟက်သီးကိုပဲတုံးတာဗျဟက်သီးအသေးလေးတွေအဲ့လိုမျိုးဟုတ်ကဲ့အခု၄00ဆိုတော့ဥရောကတကယ်ဟိုတင်ကြီးလည်းပါတယ်ထောပတ်တင်လည်းပါတယ်ပေါ့အဲ့လိုမျိုးဟုတ်ခုစောဝေတင်ကြီးကတော့ကျွန်တော်တို့က3000ငါပဲရောင်းပေးတာပါဟုတ်ပြောမြဲလာဆိုကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ ဒီဒိန်ဂျင်ရောင်းလို့ရှိရင်အမျက်ဆုံးဦးလို့နေနဲ့သိပ်ပြီးမှမထွက်ဘူး။ဘာလို့မထွက်လဲဆိုတော့ဒီဒိန်ဂျင်ကဟိုဦးပြောပြတယ်လို့ပေါ့။ဒိန်ဂျင်လည်း quality ကရမ်းမြင့်ထားတယ်။အခြားအသီးနှံတွေကလည်းအားလုံးကလည်းဈေးတက်နေရဆိုတော့ဒီအချိန်မှာတော့ဦးကမျက်တာရဲ့ဒီကွယ်ကအသီးလည်းအများကြီးထည့်ပြီ။ဟုတ်တယ်ဗျ။အသီးလည်းအဆုံးထည့်ပြရဆိုတော့ဒါဟိုစားသုံးသူတွေလည်းအဆင်ပြေပြောမှာပေါ့ဦးလို့ဆိုင်လေးတွေကကြတော့အဲ့လိုမျိုးဟုတ်ကဲ့။ဦးကတော့ဆိုင်ဖွင့်လာတော့တနာရီကနေည9နာရီပေါ့တက်မှတ်ထားတော့ဒါမှမဟုတ်တစ်ခါကျလို့ရင်ပစ္စည်းပြတ်သွားရင်တော့ဦးကစောသိမ့်တာတွေပါတော့ရှိရပါပေါ့။အဲ့လိုမျိုးဟုတ်ကဲ့။ပစ္စည်းပြတ်သွားရင်တော့ဟုတ်ကဲ့တနာရီကဖွင့်ပြီးမှတစ်ခါကျရင် 6နာရီ9နာရီလည်းတင်းလိုက်တာလည်းရှိရှိရပါဘောအဲပစ္စည်းပြည့်သွားရင်တော့ဥကရောင်းနေမရှိရင်တင်းသွားတော့ပါဘောအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုလေးနာရီလာတယ်ဟုတ်ပါရဲ့ဟုတ်ပါရဲ့မနေ့ကဆိုရင်လေးနာရီလောက်ကလေးကကျွန်တော်တင်းလိုက်ရတာပါဗျာဟိုဒင်းချင်းဒင်းချင်းရောတခြားအားလေးရောပြတ်သွားတဲ့အတွက်ကြောင့်မို့အဲစောတင်လိုက်ရတာညီမလေးဟုတ်ကဲ့ဒါကတော့83လမ်း 33A ပါဗျဟုတ်ကျွန်တော်အခုဆိုရင်ဒါဟိုကျွန်တော်ဒါဆိုင်စဝင်ကလေးကဟိုအပိနေတဲ့မိဟောင်းတွေလည်းရှိရပါဘောအခုဆိုရင်မိသေးတွေလည်းအများကြီးလဲဟိုဟာလောက်တာပေါ့နော်အဲ့လိုမျိုးအဲကြတော့ဟိုကျွန်တော်ဘက်ကဟိုလွတ်တာကြီးလည်းရှိတော့ရှိတာပေါ့ဗျာနော်အရှိရင်လည်းနေနေပါပါ ျွန်တော်တို့နားလည်ပေးကြပါလို့ကျွန်တော်ပြောချင်တယ်ဗျဟုတ်ဟိုနောက်လဲဟုတ်ကဲ့နောက်လဲလာပေးကြပါလို့เนาะကျွန်တော် ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျ